မင်္ဂလာပါရှင်ဖြစ်တဲ့ new channel မှာတိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်စစ်ကြောင်းဖားကန့်နဲ့စေမိုင်ခန့်အကွာတို့ရောက်လာပြီးတိုက်ပွဲဆက်ဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဖားကန့်ကြောက်စိမ့်မော်နဲ့စေမိုင်ခန့်အကွာပြားအုံရွာတို့ရောက်ရှိလာသောစစ်ကောင်စီတပ်ရှမ်းနီတပ်နှင့်ပြည်သူစစ်ပူးပေါင်းစစ်ကြောင်းကို KIA KPDF ပူးပေါင်းတပ်တို့ကပိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ် တိုက်ပွဲများဖြစ်ပွားနေစဉ်ဖားကတ်မျိုးတဲတွင်တက်ဆွဲထားသည့်စစ်တပ်ကလက်နက်ကြီးများပစ်ကူပေးနေသည်မေလ16ရက်နေ့ကဖားကတ်ဘူဟာကုန်းမှနေ၍စစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်ခဲ့စဉ်ဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ကြသည်စက္ကဆတ်စစ်ကြောင်းကပြားအောင်ရွာကိုရောက်လာပါပြီးရှေးဆက်တိုးလာရင်အရင်ကသူတို့တက်ဆွဲခဲ့တဲ့နှံတိန်ကိုရောက်မယ်ညကတော့လက်နက်ကြီးပစ်ကူပေးတယ်မြေပြင်ကတော့တိုက်ပွဲရှိနေပါတယ်ဟု KIA နဲ့နှီးဆက်သူသတင်းရင်းမြစ်ကပြောပါတယ် မေလ19ရက်ည7:00နာရီခန့်မှစ၍လက်နက်ကြီးပစ်ချင်းဖြစ်ပြီး10မိနစ်ခန့်ကြာဖြစ်ခတ်တံများအလွန်ကျေလောင်ခဲ့ကြောင်းဖားကန့်မြုပ်ကန်များကပြောပါရယ် ကချင်ပြည်နယ်မိုးကောင်းမြို့အခြေဆိုင်အမတ်3ခြေလင်းတက်မဟာစကခ3လက်အောက်ကန်တရင်များနဲ့ပြည်သူစစ်နှစ်ဘွဲကဖာကန့်အခြေဆိုင်တမ33နဲ့လေလက်ရန်စစ်ကြောင်းထုံးနေခြင်းဟုကချင်စီရေးတရင်ရဲ့မြက်ကပြောပါတယ်စစ်ကောင်စီတက်သည့်မိုးကောင်းကာမိုင်းနံ့ရလုံခင်ဖာကန့်လန်းနဲ့မြကြီးနာနမတီလက်ဝါတနိုင်းဖာကန့်လန်းတို့မှတစင်အင်အားအများပြဖြင့်ဧပြီလ23ရက်နေ့မှစကစစ်ကြောင်းထိုးလာပြီးတလားခန့်အကြာတွင်ဖာကန့်နဲ့စေမန်ခန့်အကွာတို့ရောက်ရှိနေခြင်းဖြစ်ကြောင်း စီရီတရင်ရင်းမြစ်များထံမှသိရပါတယ်။ခါကန်ကာမိုင်းလန်ကျောအတိုင်းဆိုပါကမအူပင်ကြောက်ထူအွန်ကထောင်းခင်တောင်းနဲ့ရကက်မော်စောဆိုင်ဖရာဆိုင်ခော့ဆန်ခွန်ဆိုင်ဇော့ဂော်ရီယန်တရာညီနောင်ယုံတောင်းကြအောင်ကြောက်ထုနဲ့တိန်9မိုင်6မိုင်5မိုင်ကြောက်ဖြာလေပြင်းလုံခင်းတဲ့ဖားကတ်ဖြစ်သည်စစ်ကောင်စီကတမတ်တမစာတက်လာခဲ့တာပါဒေတာကိုကျွမ်းကျင်တဲ့ရှက်ဒူးစွပြည်သူစစ်အဖွဲ့ကအကူအညီနေတယ်ဒီကြောက်စိမ့်ကြီးကိုပြန်ပြီး ခြေကုပ်ယူဖို့ကြိုးစားလာမှာမို့ဖားကန့်နေတဲ့တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်ဟုဒေသခံစစ်ရေးတရင်ရေးမြက်ကပြောပါတယ်စစ်တပ်စစ်ကြောင်းမှာတော်လိုင်းရေးဖွဲ့များဤတိုက်ခိုက်မှုကြောင့်ဖားကန့်မျိုးတို့ရောက်မည်မဟုတ်ကြောင်းဒေသခံတအူးကပြောပါတယ်မိုးရွာလာပြီးမုတ်တုံဝင်လာပြီးဖြစ်၍ရှေ့တွင်တိုက်ပွဲများပိုပြင်းထန်လာနိုင်ဟုဒေသခံအချို့ကပြောပါတယ်ဖားကန့်ဒေသကိုစစ်ကောင်စီကထိန်းချုပ်ထားနိုင်ခြင်းမရှိတော့လဲဖားကန့်ဗျူဟာကုန်း မဆွေရန်အချုပ်ထောင် လုံကင်းပြူဟာကုန်းလုံခင်းရဲစခန်းကန်စီပြူဟာကုန်းနှင့်ဖားကတ်မြို့မှရဲစခန်း၌တက်ဆွဲထားပြီးလက်နက်ကြီးများတက်ဆင်ထားသည်ဖားကတ်မြို့နယ်သည်ရခိုင်ကလေးကကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF များလှုပ်ရှားသည့်နိုင်မည်ဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလတွင်စိုင်းတောင်ရွာကိုအလုံးစုံတိမ့်ပိုက်ထိန်းချုပ်ထားသည်စစ်ကောင်စီစစ်ကြောင်း၌ပြည်သူစစ်နှင့်ရှမ်းနီ SNE အဖွဲ့များအများပြားပါဝင်လာပြီးလက်ရှိစစ်ရေးအခြေအနေကြောင့်၄ကြောင်းနှင့်လက်နက်ကြီးအနေရဲတရီထားရန် ဒခံအခြေချင်းတည်ပေးနေကြသည်ဆလပီအင်ကပူမျိုးနှင့်မဲဆလီကုန်းမျိုးတွင် AA နှင့် PDF ပူးပေါင်းတံများကိုခုခံရန်စစ်တင်နှံပေးနေပြီးစီးပွားလုပ်ငန်းရှင်များထံမှတအူးလျင်၃သိန်းအိမ်အောင်စုတစုလျင်၁၁၁၁ကောက်ခံ မဲစလီကုန်းကိုခန်းစစ်မြို့အဖြစ်အသွင်ပြောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အေယာဝတီတိုင်းအင်ကပူမြို့နယ်မဲစလီကုန်းမြို့တွင် AA နှင့် PDF ပူးပေါင်းတပ်များဝင်ရောက်လာပါကခုခံကာကွယ်ရေးစစ်တင်နေပြီးရန်စစ်ကောင်စီကပြင်ဆင်နေပြီးစီးပွားရေးလုပ်ငန်းရှင်များထံမှတဦးလျင်သုံးသိန်းအိမ်နောက်တစုလျင်တပ်တောင်းစစ်တပ်ကကောက်ခံလျက်ရှိကြောင်းမဲစလီကုန်းမြို့မှာပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်။ရက်ကူမေလစမ်းပိုင်းမှစတင်ပြီးအင်ကပူမြို့နယ်မဲစလီကုန်းမြို့သို့စစ်ကောင်စီတပ်အချို့ရောက်ရှိလာပြီးပြည်သူများကိုအ တင်းအကျပ်စစ်တင်နိုင်ပြီဟုဆိုကာလူသူစုဆောင်းလာကြအဓိကအားဖြင့် AAPDF ပူးပေါင်းတံများဝင်ရောက်လာလျင်မဲဆလီကုံမျိုးသည်အဓိကခံစစ်တပ်နေရာအဖြစ်ခုခံရမည်ဖြစ်ကြောင်းမဲဆလီကုံမျိုးကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ဤခုခံကာကွယ်ရေးတိုင်းစစ်ဌာနခွဲတစ်ခုအဖြစ်ခုခံစစ်ပြင်ဆင်ခိုင်းခြင်းဖြစ်ကြောင်းသိရပါသည် မဲစီလီကုံမျိုးကစစ်ကောင်စီရဲ့အားထရာအားကိုးရာတိုင်းစစ်ဌာနခွဲဖြစ်လာရမယ်လို့စစ်တပ်ကပြောတယ်။ထူးကြီးမျိုးဘက်ကအနေဝင်ရင် AA နဲ့ PDF တွေကိုမဲစီလီကုံမျိုးကအတိအကခုခံဖို့ပြင်ဆင်တာမဲစီလီကုံမျိုးမှာစစ်တင်တန်းပေးမယ်။စစ်မှုတန်းတွေကိုရွာတွေကနေအကျိုးပို့လို့ဖို့ကားလိုအပ်လို့ကားဝယ်ဖို့အတွက်မဲစစ်လီကုံမျိုးကအလူရှင်တွေကိုတအိမ်ကို၃သိန်းကောက်တယ်စစ်မှုတန်းတွေကိုချမင်းကျွေးဖို့တအိမ်ကို၁၀၀၀ကောက်တယ် စစ်တပ်နန်းတွေကစနေပြီဟုမဲဆလီကုန်းမြို့မှဒေသခံပြည်သူတို့ကပြောဆိုပါတယ်စစ်တပ်ကစစ်တပ်နန်းပေးရန်အတွက်အင်ကပူမြို့နယ်အတွင်းရှိကျေးရွာများမှလူငယ်များကိုမဲဆလီကုန်းမြို့သို့စင့်ခေါ်နေကြောင်းသိရပါတယ်ယခုမေလလယ်ပိုင်းကလည်းအေအေနှင့်ပူပေါင်းတံများဝင်ရောက်လာပြီးဟုဆိုကစစ်တပ်ကအင်ကပူမြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းဖြင့်ဆက်တိုက်ပုံကျဲမှုများလှုပ်ဆောင်ခဲ့ပါတယ် မေလ15ရက်နေ့နက်နက်ပိုင်းတွင်အင်ကပူမြို့နယ်ချင်းကိုက်ကွင်းကျေးရွာစတင်ကြောင်းကိုအကြံဖတ်စစ်တပ်ကလေရင်ဖြစ်ပုံးတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထို့ပြင်31တစ်ဆက်အနည်းရှိရွှေညာမြေကွန်းရဆိုင်ကိုဘုံတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ပြီးကွန်းရဆိုင်မိလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်မေလ15ရက်နေ့ည9:30မိနစ်ခန့်အချိန်ကွင်းကောက်တတကငါးမှတက်လာသည့်အကျန်းဖတ်စစ်တပ်၏စစ်တပ်လီဒီညာသည့် ဘေပြားကုန်းရွာ၊စာစီကုန်းကွင်းရွာနဲ့ချင်းကိုက်ကွင်းကျေးရွာများကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။မြူလာ16ရက်နေ့ည8:30မိနစ်ခန့်တွင်လေယာဉ်နှစ်စီးဖြင့်ဝါရော်ကွင်းရွာ၊ချက်ပောင်ကုန်းရွာ၊တံမရကုန်းရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။အကြံပတ်စစ်တပ်သည်လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေခြင်းကြောင့်လက်ရှိချိန်တွင်ဘေပြားကုန်းရွာ၊စာစီကုန်းကွင်းရွာ၊ချင်းကိုက်ကွင်းရွာ၊ဝါရော်ကွင်းရွာ၊ချက်ပောင်ကုန်းရွာနဲ့တံမရကုန်းရွာမှပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီးအကြံပတ်စစ်တပ်ကအုပ်ချုပ်ရေးမှုများလည်းထွက်ပြေးနေရ ကြောင်းသိရှိရပါတယ်။ဆလပီဘိုးချုပ်ထွန်းမြတ်နိုင်ဦးဆောင်မှုနဲ့တပြေးပြေးရုံလုံးပေါ်လာနေတဲ့အာရကအိမ်မက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တက်ထဲမှာရခိုင်ဆိုရင်ဘသူမှမသွားကျင်ဘူး။ဘာလို့ဆိုရခိုင်စစ်စင်ရေးပါပြီးဆိုပြန်မလာနိုင်ဖို့ကရခိုင်နှုံးပုံများတယ်။ဒီစကားဟာ2021ခုနှစ်အစောပိုင်းကာလကလေးကမြန်မာစစ်တပ်တွေကနေပြည်သူ့ဘက်ရက်တီလာခဲ့သူ ဝါရင့်တက်ချက်ကြီးတူပြောခဲ့ပြတဲ့စကားပါဒီလိုစကားမျိုးကိုအဆိုပါတက်ချက်ကြီးထံမှသာမဟုတ်ပဲအခြားသောဗတ်ပြောင်းကိုလုံးလာသူအလင်းဝင်လာသူတွေနဲ့တုံ့ပန်းတွေစီကပါမကြာခဏကြားခဲ့ရဖို့ပါတယ် စစ်ကောင်စီတပ်သားတွေစီကနေအရက်ကတက်တော်နဲ့ပတ်သက်ပြီးကြောက်ရွံ့တုံ့လောက်စွာပြောဆိုမှုတွေကိုကြားခဲ့ရသလိုပဲချော်လန်ရေးအင်အားစုတွေဘက်ကနေလည်းအရက်ကတက်တော်ရဲ့စစ်သည်တွေဟာဘလောက်အမိန့်နာခံမှုကောင်းပြီးစစ်သားပိတာလဲဆိုတဲ့ချီးကျူးပြောဆိုမှုအကြောင်းတွေကိုလည်းကြားခဲ့ရပူပါတယ်မြန်မာနိုင်ငံရဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတဲမှာမှဒီနှစ်ပိုင်းအတွင်းစစ်ကောင်စီကိုကောင်းကောင်းချိန်ချောက်ထားနိုင်ပြီးအပြောနဲ့အလုံညီအောင်ဖြည်းဖြည်းမှန်မှန်တက်တည်ပြနိုင်တဲ့အဖွဲ့ကိုပြပါဆိုရင်ဟူစွာအရက်ကတက်တော်အေအေကိုပြရမှာပဲဖြစ်ပါတယ်။ဒါကြောင့် လဲဆိုတော့အာရကတက်တော် AA ကို2009ခုနှစ်ဧပြီလ10ရက်နေ့ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတမတော်စတင်တည်ထောင်ခဲ့စဉ်ကတည်းကအာနာရှင်လက်အောက်မှာရခိုင်ပြည်နယ်လွတ်မြောက်ရန်နဲ့ရခိုင်အချုပ်အခြာအာနာကိုရခိုင်တွေပြန်လည်ရရှိရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါအရကကျက်တော်တည်ထောင်ပြီး16နှစ်အကြာယနေ့အချိန်မှာတော့ကျမ်းမတော်ရဲ့ရီမန်းချက်ဖြစ်တဲ့ရခိုင်အချုပ်ချာအာဏာကိုရခိုင်တွေပြန်လည်ရရှိရန်ဆိုတဲ့ရီမန်းချက်အလုံးစုံကြီးမပြည့်ဝသေးဘူးဆိုရင်တော့80ရာခိုင်နှုန်းလောက်အထိပြည့်မြောက်နေပြီလို့ဆိုရမှာပဲဖြစ်ပါတယ်ပါကြောင်လဲဆိုတော့ရခိုင်ပြည်နယ်အတွင်းမျိုးနယ်16ခုရှိသည့်အနက်15မျိုးနယ်ကိုအေအေအနေဖြင့်အပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒီနေရာမှာအာရကတက်တော်ရဲ့ရခိုင်ပြည်နယ်အတွင်းကစစ်စင်ရေးတွေနဲ့ပတ်သက်ပြီးအနေချင်းပြောလို့ပါတယ်။ အရက်ကကြက်တော်ဟာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖော်နဲ့ပေါင်းပြီးရှမ်းမြောက်မှာ2023ခုနှစ်အောက်တိုဘာလ28ရက်နေ့က2029အမီရဆစ်စင်ရေးကိုပေါ်ဆောင်ကရှမ်းမြောက်တကြောမြို့တွေစခန်းတွေတစ်ခုပြီးတစ်ခုသိမ်းယူခဲ့တယ်လို့ရခိုင်ပြည်နယ်မောင်းတော်ပုံနာကျွန်းအန်မြောက်ဦးနဲ့ချင်းနယ်ဆက်ပလက်ဝါတို့ဘက်မှလည်းတပြိုင်တည်းဆိုသလိုပင်တိုက်ပွဲတွေပေါ်ဆောင်ပြီးအရေးကြီးတဲ့စခန်းတွေယူဟာစခန်းတွေတစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ပါတယ် စစ်မျက်နှာနှစ်ခုမှာတပြိုင်တည်းပုံစံတိုက်ခိုက်ခဲ့တဲ့အာရခတပ်တော်ရဲ့အဆိုပါလိုရက်ကိုတော်လန်ရေးတပ်ဖွဲ့တွေကိုယ်တိုင်ချီးကျူးပြောဆိုခဲ့ကြသလိုဒီလောက်အချိန်တိုအတွင်းမှာအေအေအနေနဲ့တပ်အင်အားကိုဘလို့အရှိေပြောင်းလုပ်ခဲ့ကြလဲ ဒီလိုစစ်မျက်နှာအကျယ်ကြီးဖွင့်ပြီးတိုက်တာဟာရေရှင်မှာအေအေတက်ဖွဲ့အတွက်အောင်မြင်နိုင်ပါမလားဆိုတဲ့မေးခွန်းမျိုးတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအာရက်ကကြက်တော်အနေနဲ့အဆိုပါတန်တရားတွေကိုဖြည်းဖြည်းနဲ့မှန်မှန်ပဲ၎င်းတို့တင်းစရာရှိတဲ့မျိုးတွေတစ်ခုပြီးတစ်ခုတင်းပိုက်ကခြေပြက်ပြခဲ့တာကြောင့်ယခုဆိုရင်ရခိုင်ပြည်နယ်မှာကြောက်ဖြူမန်အောင်နဲ့စစ်တွေမျိုးတို့လောက်သာအေအေတင်းပိုက်ဖို့ကြံပါတော့တယ်။ရခိုင်ပြည်နယ်ကိုစည်ရေးအရအဓိက ကိုကဲစောင့်ရှောက်နေတဲ့ comment center လို့သတ်မှတ်လို့ရမယ်။တိုင်းစစ်ဌာနချုပ်အခြေဆိုင်အမ်မြူကိုတော့တိမ့်ပိုက်ထားနိုင်တဲ့အရခတက်တော်အနေနဲ့၎င်းတို့အလိုရှိပါကရခိုင်ပြည်နယ်တဲကကြန့်ရှိနေတဲ့နေရာတွေကိုအချိန်မရွေးထသိမ့်လို့ရတယ်ဆိုတာထင်ရှားနေပြီပဲဖြစ်ပါတယ်။ဂျာကိုကောင်းကောင်းကြည့်သဘောပေါက်ထားတဲ့မြန်အောင်လိုင်းတို့အနေနဲ့ကလည်းတနက်ကိုတနက်ချင်း စစ်ကိုစစ်ချင်းမရှင်းနိုင်တဲ့အခါအိန္ဒိချင်းတရုတ်နိုင်ငံရဲ့အကူအညီကိုသွေးဝိုက်သောနေဖြင့်ရယူဖို့အတွက်တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူကိုလုံခြုံရေးအမိကန်တရုတ်ကြီးစားတပ်တွေခေါ်သွင်းပြီးရှမ်းမြောက်ကတော်လန်ရေးတပ်ဖွဲ့တွေတရုတ်ကိုမလွန်ဆန်နိုင်တဲ့အကွက်မျိုးရခိုင်ပြည်နယ်မှာလှုပ်လာခြင်းဖြစ်ပါတယ်။ ဒီနေရာမှာရခိုင်ပြည်နယ်နဲ့တရုတ်ဟာနယ်နိမိတ်ချင်းထိစပ်မှုမရှိသလိုကျေးဇူးကံကျေးဇူးစားလဲများများဆဆမရှိတာကြောင့်မြောက်ပိုင်းကအဖွဲ့တွေလိုတရုတ်ရက်ဆိုရင်ရရမယ့်အခြေအနေမျိုးအေးအေးတက်ဖွဲ့မှာမရှိဘူးဟုဆိုလင်စကားမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်ကျင်းတိုင်းမှာတရုတ်ရဲ့အရေးပါမှုရခိုင်ပြည်နယ်အတွင်းရှိတရုတ်ရဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေကိုတော့ထက်ထွက်စဉ်းစားဖို့လိုအပ်နေပါတယ်။ဒါပေမဲ့လည်းရခိုင်တပြည်လုံး အာနာရှင်လက်အောက်မှာလွတ်မြောက်ပြီးရခိုင်ချုပ်ချာအာနာရခိုင်ပြန်ရရေးဆိုတဲ့အရကတတ်တော်ရဲ့အဓိကရည်မှန်းချက်အပြည့်မြောက်ရေးအတွက်တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့အရကတတ်သားတွေဟာဘလို့အခြေအနေမျိုးပဲကြုံကြုံထေချာပေါက်ကြော်ဖြတ်ပြီးလှုပ်ရှားရှိတာကိုဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာကတော့တီချာလာတာမို့မကြတော့မဲ့နေရက်တွေအတွင်းကြန့်ရှိနေတဲ့ကြောက်ဖြူမှန်အောင်နဲ့စစ်တွင်မျိုးတို့ကိုအရကတတ်တော်အနေနဲ့ဘလို့ဘူဟာတွေတုံးပြီးတိမ့်ပိုက်သွားမလဲဆိုတာဆက်လက်စောင့်ကြည့်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။